အိုဒိန်တွင်ရွာကစာတင်ကျောင်းထဲကနေရထားတဲ့တပ်ပေကံပစ္စည်းတာမန်တော့ပြားဟုတ်မဟုတ်ထွက်တဲ့အပံကိုမထောင်ကြည့်ပါစလေးစားဒါကတော့သိဆုံးနေတဲ့ သမီးစီကရတဲ့ပစ္စည်းခခင်တယောက်ကလာပေးသွားတာသူသမီးစီကရတယ်သူသမီးကတော့ခု꽌လွန်သွားတယ်အဲ့ဒီကရတဲ့ပစ္စည်းဟောလာကဘာဖြစ်မလဲရရှိတဲ့ပစ္စည်းကိုကြည့်ပြီးတော့မှကျွမ်းကျင်တဲ့ပညာရှင်တွေကဒါဘာပစ္စည်းဘာလက်နက်အမျိုးအစားလဲဆိုတာသုံးသပ်ပေးကြတယ်ကဲအဲ့ဒီပစ္စည်းတွေဘယ်ကရလဲဆိုတော့ ဒီလိုကျင်းနေတဲ့ကရပါတယ်အဲ့ဒီပစ္စည်းတွေကိုဘယ်ကရလဲဟာဒီကျင်းနေရပါဒီကျင်းတွေကဘယ်လိုပုံစံတည်ရှိနေတာလဲဟောဒီမှာကြည့်ပါဒီကျင်းဟောဒီမှာအလန်တိုင်းဟောဒီမှာအလန်တိုင်းဟောဒီမှာကျင်းအနက်တပေခွဲလောက်ရှိမယ်နောက်ထပ်ဟောဒီမှာကျင်းနောက်ထပ် ဟောဒီမှာခြင်းဟောဒီဘက်ကပျက်စီးနေတာနောက်ဒီမှာပါဒါပျက်စီးနေတာပါအဲ့တော့တုံးထားတဲ့လက်နှက်ကရလာတဲ့ပစ္စည်းတွေရဲ့အဆောက်အဦရဲ့ထိခိုက်နေတဲ့အနေထားလေးတွေကိုကြည့်ပြီးတော့မှဗာလက်လက်မျိုးစားလဲဆိုတာသုံးသပ်အကြံပေးကြပါဦးเนาะ